Folic acid debt electricity ဆိုတဲ့ဝေါ်ဟာရဟာဂရိဘာသာနဲ့ electron လို့ခေါ်တဲ့ပရင်းကနေပြီးတော့စတင်ပေါက်ဖွားလာတာဖြစ်ပြီးတော့အဲ့ဒီပရင်းမှာစတွေ့တဲ့ static electricity လျှက်ငြိမ်လျှက်စစ်တက်ဟာလူသားတွေရဲ့တိုးတက်ပြောင်းလဲစေတဲ့သိပံပညာမှာဘလို့အရေးပါသလဲဆိုတာကိုဒေါက်တာခင်မောင်ညိုကိုမေးမြန်းပြီးဒေါက်ခင်မျိုးသက်တင်ဆက်ပေးထားပါတယ်ဆီဆိုင်နေမှာဆိုလို့ချင်တယ်။တယ်လီဖုန်း မပြောဖို့သူစာလေးတွေကတ်ထားပါတယ်ရှင်အဲ့ဒါဘာကြောင့်ပါလဲအတိကတော့ကျက်စစ်တပ်စီးနိုင်တဲ့ပစ္စည်းဆိုတော့ယူဆတယ်အဲ့ဒီကျက်စစ်တပ်စီးနိုင်တဲ့ပစ္စည်းက sparkling ကျက်စစ်တပ်မီးကူးွားပြီးတော့တက်စီဆိုင်မီးလောင်မှာကြောက်လို့ပါပဲအမှန်တော့ဖုံးပြောတဲ့ခါမှာထွက်တယ်လက်ရှိ spark လို့ခေါ်တဲ့မီးကူးွား အတော်လေးခက်ရပါတယ်။ဘာကြောင့်လဲဆိုရင်ဖုန်းမှာ electric spark ဆိုတာအမှန်နဲ့သို့သောအဲ့ဒီဖုန်းမှာ electrostatic force ဝင်နေတယ်။ဒါကိုပြောမယ်၊လှုပ်မယ်၊ကိုင်မယ်ဆိုရင်ပြဿနာနည်းနည်းရှိတယ်။ဓာတ်စီထည့်တဲ့အချိန်မှာဖုန်းကို dashboard ပေါ်တောင်းဖို့ရအရှိတ bonnet ပေါ်တင်လိုက်တဲ့အခါမှာရှော့ကြအောင်ဘာညာဆိုရင်အဲ့ဒီမှာကျက်စစ်တပ်ထွက်လာတယ်။ဆိုရင်အဲ့ဟာကဆရာညင်ကျက်စစ်တပ်ပဲဖြစ်တယ်။ဆိုတော့ဟာက electrostatic ဟုတ်ကဲ့ ဆရာတော့ဖျက်စစ်ဓာတ်နေပေါ့နော်ဆရာပြောတဲ့ electrostatic ဆိုတာဘာလဲဆရာနည်းနည်းရှင်းပြပေးပါဦး electrostatic စပြီးတော့တွေ့တာကတော့တော်တော်စောစောပဲဖျက်စစ်ဖျက်စစ်ဆိုတော့တွေ့တယ်ဖျက်စစ်ကိုအင်္ဂလိပ်လို electric လို့ခေါ်တယ်အမနာနာမည်ကြီးတဲ့သိပ္ပံပညာရှင်တဦးရှိတယ်သူက greek ကကျောမှန်နေတယ်သူ့နာမည်သေလလို့ခေါ်တယ် thales for ဘုက္ကူဟာပျင်းနဲ့ပိုးစလေးပို့လိုက်ရင်အဲ့ဒီပိုးစလေးက ကြံတဲ့ဆက်ကူလိုမျိုးသိရွက်တယ်ကွာဟိုတုန်းကဆက်ဆက်ကူမရှိသေးရင်သိရွက်တယ်ဟိုဆွဲဆောင်တာတွေ့ရဟာဒီထဲမှာပရင်ထဲမှာနတ်ရှိတယ်လို့သူတို့ကယူဆပရင်ရဲ့နာမည်က Greek လို့ခေါ်တယ် electric ဖြစ်တယ်ဒါကြောင့်အဲ့ဒီမှာ electric ဆိုတော့စကားစပေါ်လာတယ်ပရင်မှာနတ်ရှိတယ်ဆိုတော့ဒီပရင်ကိုလူတွေအတွက်ကြားမှရည်အတွက်ဝတ်ဆင်သုံးဆွဲတဲ့နေရာတွေအများကြီးဖြစ်လာတယ်ဒီအရှိအလဲပိုင်းဒီအရှိတောင်း နောက်တော့တရုတ်ဂျပန်တို့ကစတော့ပရင်ဟာကျမကြီးအတွက်ဒီလက်ကောင်းတယ်နောက်ဖို့ရင်နှက်ကြီးရှိတယ်ဆိုတော့စတော့အဲ့ဒီ electrostatic force ကြောင့်တို့တို့စသိတာအဲ့ဒီအချိန်ကဖြစ်တယ်ပရင်ကိုပိုးလိုမျိုးအစနဲ့ပုတ်ရင်ပြက်စစ်တာထွက်တယ်နောက်ပိုင်းမှာ plastic တွေကော်တွေဒီလျှက်မလိုက်နိုင်တဲ့ပစ္စည်းပေါ်သစ်သားတော်မှပုတ်လိုက်ရင်ပြက်စစ်တာထွက်လာတွေ့ရတယ် အဲ့ဒီ shear စစ်တပ်ကိုကျွန်တော်တို့က electrostatic force တရားငြိမ်ဆိုတာဒီအသိမှတ်ပြုကြတာ။ဒါအဲ့ဒီဒါ shear စစ်တပ်ငြိမ်အကြောင်းကိုလည်းလည်းဆက်ပြီးတော့ပြောပြပေးပါဆရာ။ shear စစ်တပ်ငြိမ်တာဘယ်နှမျိုးရှိလဲ။သူကဘယ်လိုမျိုးလဲပေါ့နော်။အဲ့ဒီလည်းပြောပြပေးပါဆရာ။ဒီ shear စစ်တပ်ငြိမ်ဖြစ်ရတဲ့ဟာတော့ကျွန်တော်တို့ conductor နဲ့ non conductor ဟာတတ္တုတွေကိုကျွန်တော်တက်စီးလိုက်တဲ့ပစ္စည်းလို့အခုခင်မှာသိပါလေ။ ပျက်စီးမလိုက်တဲ့ပစ္စည်းတွေကို non conductor လို့ခေါ်တာအဲ non conductor တွေမှာပယ်ရင်းအအဓိကကြတော့သူ့စတူတော့အဲ့ဒီပျက်စစ်မလိုက်တဲ့ပယ်ရင်းအပြင်ကိုကျန်တဲ့မလိုက်တဲ့ပစ္စည်းတွေကလည်းတက်ညီပြီးအဲ့တော့တက်ညီက plus နဲ့ minus ဆိုတော့နှစ်မျိုးရှိတယ်ဆို minus ကတကယ်ကြီးဆွဲတယ် plus ကတွန်းတယ်ပေါ့ဒီတေလာလို့တွေ့တဲ့အချိန်က BC 900ပေါက်ကိုကျင်တော့ကဆိုတော့နှစ်ပေါင်း 2600လောက်ရှိပြီပေါ့အဲနောက်ပိုင်းမှာကျတော့ Benjamin Franklin တို့ကဆက်ပြီးတော့လေ့လာတယ်လေ့လာတော့ဒီလျှက်ငြိမ်အကြောင်းတော်တော်လေးကိုသိလာကြတယ်ဒီလျှက်ငြိမ်ကဒီချိုးချိုးတွေရောရှိပါသလားဆရာဆရာစောစောပြောတယ်လို့ဆိုရင်ဒီဓာတ်ဆီဆိုင်လိုမျိုးမှာတော်မှုနဲ့ဥစားမှာတတိယတော်တော်ထားရတယ်ပေါ့နော်မီးလောင်တတ်တယ်ဆိုတော့အဲ့လိုမျိုးဆိုးကျိုးပပင်းနေရာတွေမှာတွေ့ရပါသေးလဲဆရာလျှက်ငြိမ်ကတော့ဓာတ်ဆီဆိုင်တွေမကပါဘူးဒီဓာတ်ဆီကိုလောင်စာဆီကို ရွှေ့ပြောင်းတဲ့အခါမှာအမှန်တန်သတိထားရတယ်။ plus 6ပုံးတဲ့ကို plus 6ပိုက်နဲ့ထည့်တဲ့အခါမှာဗမာပြည်လိုပူပြင်းတဲ့ရာသီဥတုရှိတဲ့နေရာမှာဆိုရင်ခဏခဏမီးထတောက်တယ်ပေါက်ကွဲတာကိုတွေ့ရတယ်။ဒီတိုင်းပဲမော်တော်ကားတွေနဲ့တဲတဲ့အခါမှာမော်တော်ကားမှာဓာတ်ဆီထည့်ရတယ်။ဓာတ်ဆီကလှုပ်ရင်လှုပ်ရင်လှုပ်ရင်နဲ့အဲ့မှာထည့်ရနေအာဖြစ်ပေါ်လာတယ်။တကယ်လို့များဒီဓာတ်ဆီအငွေ့ကိုထွက်လာမယ်ဖုံးခွင့်လာမယ်ဆိုရင်ထပေါက်ွယ်နိုင်တဲ့အနေအထားရှိတယ်။ဒါကြောင့် ဓာတ်စီကိုတန်ပုံးနဲ့ပဲတဲဖို့ပြောကြတယ်။အဲတန်ပုံးနဲ့တဲတော့မှသိစိတ်မချရဘူး။ဒေါင်းသာစီတဲတဲ့ဓာကြီးတွေကသူတို့အောက်မှာအချရတယ်။ရှင်းကြင်တက်စတဲ့အပြင်ကိုထွက်သွားအောင်ဆိုတော့တန်ကြိုးတွေတန်လန်းတန်လန်းနဲ့တွေ့မှာပါ။ဓာတ်စီထဲတော့နည်းနည်းသတိထားတော့များသောအဖြစ်ပုံးတွေတိုင်ကီတွေကဒီ fuel tank စရအကုန်လုံးကတန်နဲ့ဖြစ်တဲ့အတွက် ပြဿနာအများကြီးမရှိဘူး။ဒါပေမဲ့ဒီထဲ့တဲ့ခါမှာပိုက်ကို ကျွန်တော်ဘုံမှာဒီမှာတော့ခါကြတော့သွင်းလိုက်ထုတ်လိုက်သွင်းလိုက်ထုတ်လိုက်လို့တော့အန်ဒီရဲ့ကြီးနိုင်ပါတယ်ခုတက်ထီတော့များစွာပောက်ကွယ်မှုတွေမဖြစ်ဘူးထိုင်းမှာတော့ဒီပောက်ကွယ်မှုတွေဖြစ်ဖူးတာတွေ့ရတယ်ဒါကဖုန်းပြောလို့ဆိုတော့သူတို့ယူဆကြတယ်တကယ်တော့ဖုန်းပြောတာနဲ့မဆိုင်ဘူးဖုန်းလွတ်ကြတာမျိုးဖုန်းတွေဟိုပွတ်တာမျိုးတတိထားဖို့တို့လဲလို့ကျွန်တော်ပြောချင်တာပါဆိုတော့ဒီညဉ့်ရဲ့ဒီဟိုအတုံးကြပုံလေးတွေနည်းနည်းပြောပြပေးပါရှင့် ပရင်ကိုအကြမ်းမကြီးတွေ့သုံးရတယ်။ဟိုကလေဘင်းမှာဆွဲထားတယ်ဆိုရင်သူကအမြဲတမ်းဒီအင်ဂျီလေးနဲ့ဖွတ်တိုင်တော့ဆက်ညင်ကထွက်လာတယ်။ကိုယ်စီမှာတရားစစ်လက်စီးလာရင်နည်းနည်းနေလို့ထိုင်လို့ကောင်းတဲ့လူတွေတည်းရှိတတ်ကြပါတယ်။အဓိကဒီဆက်ညင်ရှိရင်ဒီဆက်ညင်ရဲ့အကျိုးကြောင့်တန်လိုက်ဆက်ကွင်းနဲ့တို့ဒီမှာဆက်ညင်ကအများကြီးအကျိုးပြုပါတန်လိုက်ဆက်ကွင်းကိုကျွန်တော်တို့ကဒီ induce လုပ်တယ်ညှို့ပြပါ ညှို့ယူတဲ့ဟာကြတော့အဲ့ဒီကနေလို့ဆရာစစ်တပ်ထွက်လာလို့ရတယ်။ဒီဆရာညင်ကကြောင်းပြန်နောက်တစ်ခုရှိတာကကင်နက်တစ်အလက်ထရစ်ပေါ့စီးသွားနေတဲ့ဆရာစစ်အခုကျွန်တော်တို့အကောင်လုံးသုံးနေတဲ့ဆရာစစ်တပ်တွေကစီးဆင်နေတဲ့ဆရာစစ်ဘာရီစီးလဲဆိုတော့အလက်ထရွန်တွေစီးတာအမှန်တန်တော်တဲ့ပုံကိုလေးလို့ကျွန်တော်တို့ဒီသေလာလို့ခင်ဗျာကျွန်တော်မှတ်ထားရမှာ။ဘာကြောင့်လဲဆိုရင်ဒီအလက်ထရွန်တွေစီးသွားနိုင်အောင်လုပ်နိုင်ရင်ဆရာစစ်တပ်သုံးနိုင်တယ်ဆိုတော့တွေ့ရတယ် အဲ့တော့ Benjamin Franklin ကလုပ်တယ်လို့ Michael Faraday ဆိုတဲ့ပုဂ္ဂိုလ်ကအာတို့ induce လုပ်လို့ရတယ်။ဖြတ်စစ်တက်ကိုအဲ့ဒီနေရာထုတ် dynamo ဆိုတော့ဒီ generator ကိုစလုပ်လာ Faraday ကစလုပ်တယ်။ electronic ကဖြတ်စစ်လိုက်တဲ့ပစ္စည်းအားလုံးကိုသူသွားလို့ရတယ်။အဲ့လိုစီးသွားတဲ့ခါမှာကိုကသွားကင်ပြီးလဲတက်လိုက်ပြီးတော့ဒီနှလုံးတွေပါဒီမှာညက်သွားနိုင်တဲ့အနေအထားရှိပါတယ်။ဒါပေမဲ့အဲ့ဒီဖြတ်စစ်ကပဲနှလုံးခုံအောင်လဲ လုံနိုင်တာရှိပါတယ်။ဒါကြောင့်သိပ္ပံပညာအတွက်အမှန်အရေးကြီးပါတယ်။အရန်နောက်ပိုင်းမှာကောင်းလာတဲ့အတွက်အလက်ထရွန်ခိုင်းစားနိုင်တဲ့အလက်ထရွန်ကအခုကွန်ပျူတာတို့ဟန်ဖုန်းတို့တီဗီတို့အဲ့ဒါအကုန်လုံးမှာအလက်ထရွန်ကဥဆောင်။ဒါကြောင့်ချက်ငြင်ကိုစတွေ့တဲ့ပုံကကျွန်တော်တို့ကဒီနေရာနေပြီးတော့ကျေးဇူးတင်ဂုဏ်ပြုတယ်